We Lord Asylum for the Chronic Insane ဆိုတဲ့နာရာရှိဆေးရောဂါကုသရေး We Lord ဆေးရုံရဲ့ဖြစ်ရမှန်ဇလန်းနေရဲ့အကြောင်းကိုပြောပြပေးသွားပါမယ်။ဒီဆေးရုံဟာ American ပြည်တော်စု New York ရဲ့ We Lord ပြည်နယ်မှာတည်ရှိခဲ့တာဖြစ်ပါတယ်။ဒီဆေးရုံကိုတည်ထောင်ခဲ့တာကတော့1869ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ ရွေးချက်ကတော့19ရာစုနောက်ပိုင်းမှာခရီးစစ်ရောဂါသည်တွေကိုလူမှုအတိုင်းဝိုင်းနေခွဲထုတ်ပြီးတော့ဂရုတစိုက်ဆောင်ရှားဖို့လည်းရည်ရွယ်ခဲ့တယ်။ပြောရရင်တော့လူသားဆန်တဲ့ကုသမှု moral treatment ကိုဦးစားပေးဖို့အတွက်စ조사ခဲ့တာဖြစ်တယ်ပေါ့နော်။သူကတခြားဆေးရုံကနေပြီးတော့ပျောက်တော့ဘူးဆိုပြီးတော့ဆုံးဖြတ်ထားတယ်တတ်မှတ်ထားတဲ့ ဆေးရောဂါတွေကိုဒီဆေးရုံကလက်ခံပေးတယ်ဆောင်ရှားပေးခဲ့ပါတယ်။ပြီးတော့ဒီဆေးရုံကိုပိတ်သိမ်းခဲ့တာကတော့1995ခုနှစ်မှာတော့ဒီဆေးရုံကိုပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။အဲဒီတော့ဒီဆေးရုံကြီးကိုပိတ်သိမ်းတဲ့ချိန်မှာဘာတွေတွေ့ရှိခဲ့လဲဆိုတဲ့အကြောင်းဆက်ပြောပြပါမယ်။ 1995ခုနှစ်ဒီစေယုံကိုပိတ်ပြီးတဲ့နောက်မှာဒီပြည်နယ်ဟာဝီလော့ပြည်နယ်ဟာဝန်ထမ်းတွေဟာစေယုံဝင်ကိုရှင်းလင်းနေကြတယ်ပေါ့နော်။ဆိုတော့အဲ့ဒီအချိန်မှာစေယုံရဲ့ဒီ pathology lab လို့ခေါ်တဲ့ဒီအဆောက်အုံထဲမှာရှိတဲ့မျှော်စင်ပုံစံထက်ခိုးတစ်ခုထဲမှာအရန်ကိုထိလန့်စရာကောင်းတဲ့အရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အဲ့ဒါဟာဘာတွေလဲဆိုတော့ဒီအသက်မွေးဝမ်းကြောင်းဆိုင်ရာပစ္စည်းတွေပြီးတော့ suitcase တွေခေးဆောင်အိတ်တွေပေါ့နော်။ပြီးလို့ရှိရင်တက်တာကြီးကြီးတွေပြီးတော့တက်တာတက်တာလေးတွေ ီစုစုပေါင်း428လုံးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်ဒီ8ဒီအားလုံးကိုတက်တက်ရရနဲ့ခွဲခြားထားပြီးတော့အဖုံးနေလဲအုပ်ထားတယ်ပြီးတော့အဲလူနာရဲ့အမည်ဈေးရောင်ရောင်ရှိတဲ့နေဆွဲပြီးတော့သူတို့ရဲ့ဇမ္မာရဲ့အခြေအနေအဲ့လိုအဆရှိတဲ့ကပ်ပြားတွေဟာသူတစ်တာလေးတွေနဲ့သူဒုက္ခီဆောင်အိတ်ကလေးတွေနဲ့သူအဲ့လိုမျိုးကတ်ထားတာကိုတွေ့ရပါတယ် ဆိုပါလို့ရှိရင်တော့ဒီကိုရောက်လာခဲ့တဲ့လူနာတွေအားဈေးရုံရောက်လာတဲ့အခါမှာသူတို့စိတ်ကူးမယ်ပြီးလို့ရှိရင်မကြခင်မှာတော့သူတို့ပြန်လဲဆောက်ခွာနိုင်မယ်လို့မျှော်လင့်ပြီးတော့သူတို့ဘဝရဲ့အရေးကြီးဆုံးကိုယ်ပိုင်ပစ္စည်းတွေကိုဒီအိမ်ဆောင်တွေကိုထည့်သွင်းယူဆောင်လာခဲ့ကြတာဖြစ်ပါတယ်။ ိုင်မဲ့လေဒီဈေးရုံကအဲ့လိုဈေးယောဂါကိုခဏတာကုပြီးတော့ပျောက်ကင်းသွားပြီးတော့ဈေးယုံကနေဆင်းသွားရတယ်ဆိုတဲ့ဖြစ်ဟာအမတန်ရှားပါတယ်ဒီဈေးယုံကနာရာရှည်ဈေးယုံဖြစ်တယ်တခြားဈေးယုံကလက်မခံတော့တယ်ကုမကုသနိုင်တော့တယ်လူနာတွေကိုလက်ခံတဲ့ဈေးယုံဖြစ်တာကြောင့်သူကရေရှည်ပေါ့နော်အချိန်နေကြအများကြီးနေပြီးတော့ကုသရတဲ့ဈေးယုံဖြစ်တယ်အဲ့တော့လူနာအများစုကတော့ဒီဈေးယုံထဲမှာပဲနှစ်ပေါင်းများစွာနေထိုင်ပြီးတော့ဒီဈေးယုံထဲမှာပဲတည်ဆုံသွားခဲ့ကြတယ် သူတို့ရဲ့မိသားစုဝင်တွေကလည်းသူတို့ကိုရဲ့ဒီကြံရှိနေတဲ့ပစ္စည်းတွေကိုလာရောက်ယူဆောင်နေမရှိဘူးအဲ့အတွက်ကြောင့်မို့လို့ဒီပစ္စည်းတွေအကုန်လုံးကိုဒီပိုင်ရှင်မဲ့သွားတဲ့ပစ္စည်းတွေသူတို့တွေရဲ့ကိုပိုင်တန်မိုးရှိတယ်ဆိုတဲ့ပစ္စည်းလေးတွေအကုန်လုံးဆုပြီးတော့ချက်ခိုးပေါ်မှာတင်စီထားရတာပဲဖြစ်ပါတယ် ဆိုတော့ဒီအိတ်ထဲအပစ္စည်းတွေကိုစစ်တဲ့အချိန်မှာအဲ့လိုရမ်းကိုကြည်ပွဲဝနေစရာလည်းကောင်းနေပေါ့နော်။ဘာလို့လဲဆိုတော့သူတို့တွေကစိတ်ရောဂါသာဖြစ်တာ၊စိတ်ကျန်းမာရေးသာထိခိုက်နေကြတာတကယ်တကယ်ကတော့သူတို့မှာတတိယလွန်ဆွေးရတဲ့ကိစ္စတွေ၊သူတို့ဆွဲလန်းရတဲ့အရာလေးတွေအားလေးတွေကရှိတယ်ဆိုတဲ့ဟာကိုဒီအိတ်ကတက်တည်ပြရတယ်ပေါ့နော်။ဆိုတော့အိတ်တွေထဲမှာဘာတွေတွေ့ရလဲဆိုလို့ရှိရင်သူတို့ရဲ့မိသားစုဓာတ်ပုံလေးတွေ၊အာသူတို့ချစ်ရတဲ့သူတွေစီကိုရေးခဲ့တဲ့စာတွေ၊ပြီးတော့သူတို့ဖိုးတန်တယ်လို့သတ်မှတ်ထားတဲ့သူတို့ရဲ့လက်ဝတ်ယတနာလေးတွေပေါ့ ါလေတချို့ဆိုလို့ရှိရင်သူတို့အရင်တော့ကဒီနေ့မကောင်းမဖြစ်ခင်ပေါ့အရင်နေကောင်းစဉ်ကျမကြီးကောင်းစဉ်ကာလတုန်းကသူတို့အလုတ်လုတ်ခဲ့တာတွေရှိမယ်အဲ့ဒီအလုတ်တွေကိုလည်းသူတို့ကချစ်တယ်ဆွဲလန်းတယ်ဆိုတဲ့ဟာကိုပြရတယ်ပေါ့နော်။ဘာတွေတွေးရလဲဆိုတော့အလုတ်ကင်ဆိုင်ရာကိရိယာတွေတွေးရတယ်။ဥပမာဗန်လုပ်ငန်းရှင်တယောက်ဆိုလို့ရှိရင်သူ့ရဲ့ဗန်လုပ်ငန်းနဲ့ဆက်ဆက်တဲ့စာအုပ်တွေပါလာတယ်။ ဆီယမတယောက်ဆိုလို့ရှိရင်လည်းဆီယမတယောက်ကန်ရမယ့်ပစ္စည်းတွေအကြောင်းသုံးပစ္စည်းတွေယူလာတယ်တချို့ဆိုလို့ရှိရင်လည်းဘာသာရေးဆိုင်ရာပစ္စည်းတွေလည်းရှိကြတယ်နောက်တစ်ခုကတော့နေ့စဉ်သုံးပစ္စည်းလေးတွေပေါ့နော်သူတို့တွေရဲ့ဝတ်ထားတဲ့ဝတ်စားတွေအလှပြင်ပစ္စည်းတွေစာအုပ်တွေဒယ်ရီတွေအဲ့လိုတွေအများကြီးတွေ့ခဲ့ရပါတယ်ဒီလိုရှာဖွေမှုတွေ့ရှိမှုအပြီးမှာတော့နယူးယောက်ပြည်နယ်ရဲ့ပြတိုက်မှာဒီ8လရာကျော်ကိုတွားထားခဲ့တယ်ပြတိုက်ကလက်ခံယူခဲ့တယ်ပေါ့နော် ဒီအိတ်တွေကိုဓာတ်ပုံပညာရှင်ချော့ခရစ်ပင်ကအမှတ်တမ်းတင်ခဲ့တယ်။ပြီးတော့သူတေတီဗီကတော့ဒီအိတ်ထဲကလူနာတွေရဲ့ဆေးမှတ်တမ်းတွေဟိုအဲ့လိုမျိုးထုတ်ကြည့်တယ်။သူတို့ရဲ့ပစ္စည်းတွေဆေးမှတ်တမ်းတွေအကုန်လုံးကိုတိုက်စစ်ပြီးတော့ကြည့်တယ်။ပြီးအဲ့ချိန်မှာသူတို့ရဲ့ပျောက်ဆုံးနေတဲ့ဘဝတွေရဲ့အကြောင်းပြန်လည်ဖော်ထုတ်ခဲ့ကြပါတယ်။ ဆိုတော့ဒီအိတ်တွေ ਆ လေအဲ့လိုမျိုးစိတ်ယောဂါကြောင့်မစိတ်မကြမ်းမမာဖြစ်ရမှုကြောင့်နှစ်ပေါင်းများစွာအမေရောခံလူနာတွေအဖြစ်ပေါ့နော်အမေရောခံလူသားတွေအဖြစ်ဒီဆေးရုံမှာတည်ရှိနေခဲ့ကြပြီးတော့သူတို့တူးချင်းစီရဲ့ဂုံတိတ်ခါတွေဝန်းနေပွေရအတိတ်ဖြစ်ရက်တွေကိုပြတာနေတဲ့အမှန်အသားလေးတွေပဲဖြစ်လာနေကြပါတယ် ဒီစေးရုံထဲမှာရှိတဲ့အဲ့ဒီတခိရေးဆောင်အိတ်တွေကနေပြီးတော့သူတို့တွေရဲ့ရှာဖွေတွေ့ရှိချက်တွေထဲမှာအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့လူတယောက်ကတော့ Lawrence Mocha ဆိုတဲ့လူပဲဖြစ်ပါတယ်။သူကစေးရုံကိုရောက်ခဲ့တာက1950ပြည်နှစ်လောက်တုန်းကရောက်ခဲ့တာ။သူကဒီစေးရုံမှာနှစ်ပေါင်း40အထိနေခဲ့ရတယ်။သူစေးရုံ ပိတ်သိမ်းတဲ့အထိကိုသူနေခဲ့ရတဲ့ပုံမှာပေါက်ပါတယ်။သူက အာနောက်ပြီးတော့ဒီထောက်သူသေးဆုံးသွားတာကတော့1995ခုနှစ်ဈေးရုံပိတ်ပြီးတော့မကြမီမှာပဲသူကွယ်လွန်သွားခဲ့တာဖြစ်တယ်။ဒီ Mr. Mocha ရဲ့ခီးဆောင်အိတ်ထဲမှာပါတဲ့ပစ္စည်းတွေရာကြတော့လေတခြားသူတွေရဲ့လိုမျိုးအဝတ်အစားတွေနေစင်သုံးပစ္စည်းတွေအဲ့ဒါတွေတခုမှမရှိဘူး။ဒါတွေရှိလဲဆိုတော့ဂီတနဲ့အနုပညာပစ္စည်းတွေဥမာဓာတ်ပြားတွေပေါ့နော်။အဲ့ဒီခေတ်ကဓာတ်ပြားခေတ်ဖြစ်တဲ့အတွက် classical ဓာတ်ပြားတွေပြီးတော့ jazz ပါမယ်ပြီးရင် opera ဓာတ်ပြားတွေအဲ့ဒါတွေပါတယ်ပြီးရင် guitar theory စာအုပ်တွေပါတယ် data နဲ့ဆိုင်တဲ့ notes တွေပေါ့နော် notes စာရွက်တွေအဲ့ဒါတွေပါတယ်ပြီးလို့ရှိရင်ဒသနိကပြတာနဲ့သိပ္ပံပစ္စည်းတွေပါတယ် ဟိုပြကြတော့ဟိုစာအုပ်တွေပေါ့ဒသနိကပညာရှင်တွေရဲ့စာအုပ်တွေကြပြာတွေစိတ်ပညာစာအုပ်ကလေးတွေအဲ့ဒါလေးတွေပါတယ်ပြီးရင်သိပ္ပံစာအုပ်တွေတင်ချာရစီဝပေးတာရောနက်ခတ်ပေးတာရောအဲ့လိုစာအုပ်တွေပါတယ်ပြီးတော့သူကိုယ်တိုင်ဖန်တီးရေးသားထားတဲ့ကြပြာတွေအတွေးခေါ်အရေးသားတွေသူဖန်တီးထားတဲ့ဂီတသချင်းစာသားတွေလည်းပါတယ်အဲတချို့ဟာလေးဆိုလို့ရှိရင်အဖြူမဲဓာတ်ပုံအဟောင်းလေးတွေလည်းပါတယ်လို့ဆိုပါတယ် မစ္စတာမိုချာရဲ့အိတ်ကိုလေးလာတဲ့သူတွေကတော့ဗာပြောလဲဆိုတော့ဒီလူဟာ intellectual ပေါ့နော်အသိပညာကျွဲဝါးတဲ့သူတူဖြစ်တယ်။ကြပြာနဲ့ဂီတအောင်မြင်လို့တဲ့သူဖြစ်တယ်လို့ကောက်ချက်ချတယ်။သူ့မှာကစိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေပေမဲ့လည်းသူ့ရဲ့အတွေးမြင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုတွေကိုသူကဘယ်တော့မှမစွန့်လို့ဘူး။ဈေးရုံထဲမှာနှစ်ပေါင်းများစွာသူလေးလာခဲ့တဲ့အရာတွေကိုသူကဆက်ပြီးတော့လေးလာတယ်၊ဆက်ပြီးတော့ဖန်တီးတယ်၊သူကိုယ်တိုင်လည်းဆက်ပြီးတော့အားမလျှော့ဘဲနဲ့ဖန်တီးနေတဲ့သူပေါ့နော်။သူကပညာတတ်ဖြစ်တဲ့အတွေးခေါ်ပိုင်းဆိုင်ရာ ဲတမ်းရှင်သန်နေတဲ့လူသားတူပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အမျိုးသမီးလူသားတူကတော့ Mrs. Ella Carrigy ပဲဖြစ်ပါတယ်။သူကဆေးရုံကို1930ပြည့်လွန်နှစ်တည်းမှာရောက်ရှိခဲ့ပါတယ်။သူကကြော်ဒီအလွန်အမင်းစိတ်ကြယောဂါကိုခံစားရတယ်ပြီးတော့သူရဲ့ခံစားချက်တွေကိုမထိန်းနိုင်တဲ့သူတူအဖြစ်ယောဂါအမြင့်တက်ခံရပြီးတော့ဒီဆေးရုံကိုပို့ဆောင်ခံခဲ့ရတာပဲဖြစ်ပါတယ် သူ့ရဲ့အိတ်ကလေးရကြတော့သူ့ရဲ့အိတ်ကလေးကိုဆန်းစစ်ကြည့်ကြတဲ့အခါမှာသူကမိသားစုကိုအလွန်မင်းခုံမင်းတွေ့တာတဲ့သူဆိုဖြစ်ကြအောင်သိရတယ်ပေါ့နော်။ဘာလို့ဆိုတော့သူကဒီအိတ်ထဲမှာသူ့ရဲ့သားသမီးလေးတွေရဲ့ဓာတ်ပုံလေးတွေလည်းတွေ့တယ်။ပြီးတော့ဒီကလေးတွေရဲ့အမှတ်တရပစ္စည်းလေးတွေလည်းပါတယ်ပေါ့နော်။အဲ့တော့သူကဆေးရုံလာလာလာခဲ့ရတာသူ့ကလေးတွေရဲ့နဲ့သူနဲ့ခွဲခွာခဲ့ရတဲ့အတွက်ဘလောက်နာကျင်နေရလဲဆိုတဲ့ဟာကိုဒီပစ္စည်းလေးတွေကိုကြည့်ရင်းနဲ့တော့သိနိုင်ပါတယ်။ပြီးတော့သူ့မိသားစုဝင်တွေကသူ့ကိုပို့တဲ့စာတွေ မိသားစုဝင်တွေကိုသူပြန်မိစာရေးတယ်ဒါပေမဲ့ပို့ပြခဲ့ပဲနဲ့ဒီတိုင်းမဲ့ကြံနေခဲ့တဲ့လရေမူကြမ်းပေါ့စာမူကြမ်းလေးတွေလည်းတွေ့ခဲ့တယ်။ပြီးလို့ရှိရင်သူရဲ့အဝတ်အစားတွေတွေ့တယ်။အဲဒီအဝတ်အစားတွေကိုကြည့်တဲ့အချိန်မှာလည်းဒီ1930ပြည့်လွန်နှစ်တည်းမှာအရန်ကိုခေတ်စားပြီးတော့ fashion ကြရတယ်ပေါ့နော်။လှလှပပရှိတဲ့ပစ္စည်းတွေအဖိုးတန်တဲ့ပစ္စည်းတွေဆိုတာကိုသိရတယ်။အုတ်ထုတ်တွေလက်အိတ်တွေအဲ့လိုမျိုးပေါ့။ ြီးတော့သူ့မှာခေါင်းလင်းစီရေမွေးပလင်းနေအလှပြင်ပစ္စည်းတွေအဲ့ဒါတွေအကုန်လုံးကလည်းခင်မီပစ္စည်းတွေပဲခင်မီဆိုအဲ1930ရောင်းကခင်မီခဲ့တဲ့ပစ္စည်းတွေပေါ့နော်အဲ့ဒါတွေကိုတွေ့တယ်ပြီးလို့ရှိရင်သူကဟိုဟင်းချက်နေစာအုပ်လည်းတွေ့တယ်အဲ့ဟင်းချက်နေစာအုပ်ထဲမှာသူကအဲ့လိုမိသားစုအတွက်ကိုသူကရေးမှတ်ထားတာဘယ်သူကတော့ဗာကြိုက်တယ်ဘယ်သူအတွက်တော့ဘယ်လိုလေးချက်ပေးမဆိုပြီးတော့အဲ့လိုမိသားစုအတွက်ရေးမှတ်ထားတဲ့ဟင်းချက်နေစာအုပ်တွေလည်းရှိတယ်ပြီးရင်ဘာသာရေးဆိုင်တဲ့စာအုပ်ကလေးတအုပ်လည်းပါဝင်ပါတယ်တဲ့ ဒီတော့ဒီ Mrs. Carriage ရဲ့အိတ်ကနေသိရတာကတော့သူကဒီဆေးရောဂါကူးစေးရုံကိုမရောက်မီအချိန်တုန်းကတာမန်အင်ရှင်မအကောင့်တစ်ဦးဖြစ်တဲ့မိသားစုနဲ့ပတ်ဝန်းကျင်ကိုအလေးထားချစ်ခင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကတော့ထင်ရှားပါတယ်ပြီးတော့သူဒီကလေးပုံလေးတွေတိန်းထားတယ်ပြီးတော့သူဟင်းချက်နေတယ်မှာဘသူ့ကိုဗာလေးချက်ကျွေးမယ်ဆိုပြီးရိမှတ်ထားတယ်ဆိုတဲ့ဟာလည်းသူ့ဘဝကိုပြန်လဲတိဆောက်လို့တဲ့ဆန္ဒသူ့မှာရှိနေသေးတယ်ဆိုတာလည်းသိရတယ်ပြီးတော့သူကမိသားစုစီကိုပြန်သွားမယ်ဆိုတဲ့မျှော်လင့်ချက်ကလေးသူ့မှာရှိနေသေးတယ်ဆိုတဲ့ဟာလည်း သိတာပါတယ် Mrs. Carriage ကတော့မိခင်တူစနီးတူအနေနဲ့သူ့ဘဝတစ်ခုလုံးဆွံ့လွတ်ခဲ့ရပြီးတော့ဆေးရုံရဲ့နေရင်တွေရဲ့နောက်မှာနှစ်ပေါင်းများစွာမိရောက်ခံခဲ့ရတဲ့အမျိုးသမီးများစွာတွေကတက်ရောက်ပဲဖြစ်ပါတယ် ီတော့ဒီအိမ်400ကျော်ခီးဆောင်အိမ်400ကျော်တစ်တာတွေလည်းအပါအဝင်ပေါ့နော်ဆိုတော့ဒီဟာတွေအားလုံးစီမှာကတော့တစ်ခုချင်းစီမှာစိတ်ဝင်စားဖွယ်ရာဝမ်းနဲ့ကြည်ကွယ်ဖွယ်ရာဇလန်းလေးတွေပုံမြင်လေးတွေများစွာရှိနေကြတာဖြစ်ပါတယ်ဆိုတော့ဒီဟာတွေကိုကဘာကတိအောင် ဖော်ထုတ်နိုင်ခဲ့တဲ့သူကတော့ခုနကပြောတဲ့ဓာတ်ပုံပညာရှင်ဂျန်ခရစ်ပင်ပဲဖြစ်ပါတယ်ဂျွန်ခရစ်ပင်ကဒီစီမံကိန်းကို The Wallace Suke Project လို့ခေါ်ပါတယ် နယူးယောက်စတိတ်မျူဇီယံပညာရှင်တွေကဒီအိတ်အားလုံးကိုထိမ့်သိမ်းထားတာမှန်ပေမဲ့လူမှုကိုတိုက်ရိုက်ပြသဖို့အခက်အခဲရှိတဲ့အတွက်ကြောင့်မို့လို့ခရစ်စပင်ကိုငှားရမ်းနေရပါပဲဖြစ်ပါတယ် ခရစ်စမီရဲ့အဓိကရည်ရချက်ကတော့သူကမှတ်တမ်းတင်တာပါဒီအိတ်တခုချင်းစီရဲ့အတွင်းမှပစ္စည်းတွေကိုအသေးစိတ်တိကျပြီးတော့သူကလေးလေးဆားဆားပုံစံနဲ့ပေါ့နော်မှတ်တမ်းတင်တဲ့ပုံတွေရိုက်တယ်နောက်တစ်ခုကကြတော့ဂုံတိတ်ခါကိုပြန်လဲရယူပေးတာဖြစ်ပါတယ်မေယောခံပြီးတော့ဒီတည်ဆုံးသွားရတဲ့လူနာတွေရဲ့ humanity ကိုပြန်ပြီးအသက်သွင်းတယ်သူတို့မှလည်းဒီယောဂအမြင်တစ်ခုတည်းနဲ့မဟုတ်ပါဘူးပေါ့နော်သူတို့မှကသူတို့ရဲ့ကိုယ်ပိုင်ဘဝရှိတယ်ဝါသနာတွေရှိတယ်မျောလင်းချက်တွေရှိတယ်အဲ့လိုလူတွေဖြစ်ခဲ့ရတဲ့အကြောင်းကိုလည်း သူကပြတာကျင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့သမိုင်းဝင်ဝင်ညကျင်တာဖြစ်ပါတယ်19ရာစုနှောင်းပိုင်းနဲ့20ရာစုအစောပိုင်းမှာတော့ကဒီဆေးရောဂါကုသမှုသမိုင်းကိုဒီပစ္စည်းတွေရတဲ့ဆင်လူတွေတိလာအောင်သူကမျှဝေလိုတဲ့စိတ်ကြောင့်ပဲဖြစ်ပါတယ် ပြီးတော့ဒီပစ္စည်းတွေကို Chris Pine ကဓာတ်ပုံရိုက်နေတော့ငါလည်းသူကအရှိကိုအရှိအတိုင်းပဲပေါ့နော်ဘာဘာမှလည်းမတုံးဘာ effect မှမတုံးဘူးအာဘာပြုပြင်မှုမှမရှိဘဲနဲ့သူကအရှိကိုအရှိအတိုင်းပဲလူနာတွေရဲ့ပကတိပစ္စည်းဖြစ်ပဲသူကဓာတ်ပုံရိုက်ပြီးမှတ်တမ်းတင်နေတာပါ Chris Pine ရိုက်ခဲ့တဲ့ Wallace Suki Project ဓာတ်ပုံတွေကနိုင်ငံတကာရဲ့ပြကန်းတွေများစွာမှာပြသနိုင်ခဲ့ပြီးတော့စိတ်ကြမ်းမာရေးတွေတမိုင်းနဲ့ပြီးတော့လူမှုဗီဒဆိုင်ရာဆွေးနွေးမှုတွေအများကြီးကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်ပြုလုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ် ီတော့စိတ်ချမ်းမာရေးဆေးရုံနေမှာတက်နေခဲ့ရတဲ့လူနာတွေရဲ့အခြေအနေတွေသူတို့တွေရဲ့မျောလင့်ချက်တွေသူတို့တွေရဲ့ရည်ရွယ်ချက်ကလေးတွေအားလုံးကိုဟိုတော်တော်များများကလည်းစိတ်ဝင်စားလာကြတယ်ကိုချင်းလည်းစာနိုင်လာကြတယ်ပေါ့နော် We lot a silent for the chronic insane ရဲ့အကြောင်းကိုလာရောက်နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်